အပ္ပမိဒံဘိက္ခူမနုဿနာအာယုတဲ့ယနေ့ခေတ်သူတို့ရဲ့တက်တန်းဟာတိတ်တူတယ်တဲ့ဟုတ်တယ်အသက်တရားရမ်းလို့ဆိုရင်တရားနေရတဲ့လူဆိုတော့ရှားတယ်ဟောနာရေးကြောင်ညာကြည့်လိုက်လို့ရှင်ဟောလား30 40 50 60 90သွားကုန်ညာမရှိတော့အဲ့တော့လူတွေရဲ့အသက်တန်းဟာတရားဆိုတာမမှန်းနိုင်လောက်အောင် ရှိလျားတဲ့အရှိကြီးပဲဖြစ်တယ်အဲ့တော့ခဏခင်လူတွေရဲ့တတဟာလုံးကိုတိုးတယ်စဉ်းစားရမှာလူတတဟာလုံးတိုးတယ်တိုးတဲ့အခါမှာသိသွားပြီဆိုရင်သိသွားလို့ရှိရင်သိသွားရင်ပြီးရောလားတချို့ဘာသာတရားတွေကတော့သိသွားတာရဲ့နောက်မှာဘာမှမရှိဘူးလို့ထင်ကြတယ် နောက်ဘဝကိုမယုံကြည်ကြတာနဲ့မရှိဘူးလို့ရှုံကြည်ကြတာဒီနှစ်ခုရှိတယ်ပေါ့နောက်ဘဝရှိတယ်ဆိုတာမယုံဘူးမရှိဘူးလို့ယူဆကြတယ်မြတ်စွာဘုရားကတော့နောက်ဘဝရှိတယ်လို့ဟောထားတယ်ခမဏီယောတံပရာယောတဲ့နောက်ဘဝကိုမင်းတို့သွားရမှာပဲတဲ့ဒါလူဆိုတာဖြစ်ပြမှုကစင်စဲမပြတ်သွားနေတာဆိုတော့ ဒီဘဝဆုံးသက်သွားလို့ရှိရင်နောက်ဘဝပြန်စားမယ်ဒီလိုဆိုလို့တံပရာယော နောင်တမလွန်ဘဝဆိုတာကပဏီယော ရောက်ရမှာပဲရောက်ကိုရောက်အောင်မှာဒီဘဝသိသွားရင်နောက်ဘဝတစ်ခုတော့ရောက်မှာအဲ့တော့ဘဝဆိုတဲ့ထဲမှာလူတွေရဲ့နောက်ဘဝလမ်းကြောင်းကိုမြတ်စွာဘုရား၅မျိုး32ဘုံကိုဂတိ၅မျိုးနဲ့ခွဲခြားပြီးတော့ပြထားတယ်ဘဝမှာနေထိုင်ကြတဲ့ နေပုံနေထိုင် lifestyle ပေါ့သူတို့ရဲ့အသက်မွေးဝမ်းကြောင်းတဲ့ lifestyle ပေါ်မှာအမိပြုတ်ပြီးတော့သူတို့နောက်ဘဝမှာရှောက်သွားနိုင်တဲ့လမ်းကြောင်းကြီးက90ရှိတယ်တဲ့မကောင်းမှုဒုစရိုက်တွေကိုအလွန်ကြုံပြုတ်တဲ့ပုံကိုယ်တွေကြတော့ပြမှန်ဆင်းရဲတဲ့ငရေဘုံကိုရောက်သွားလိမ့်မယ်ဒါလည်းလက်တွေ့ကြည့်မယ်ဆိုလို့ရှိရင်တော့ပြမှုကျွလွန်သွားလို့ရှိရင် ထောင်သွင်းခြင်းချနှိမ့်ဆက်ခံရတာလဲခုဟာရှိတာပဲလေအဲ့ဒီဘောပဲသူလုံးတဲ့လုံးရအတိုင်းပဲသူကအဲ့တော့အငင်းသက်ခံရတဲ့ငရဲဘုံကိုရောက်သွားနိုင်တယ်တာလန်းညောင်းတစ်ခုအဲ့ဒီနည်းနည်းသက်တာတဲ့ပြည့်မှုဆိုလို့ရှိရင်တရိษံဘုရားရောက်သွားမှာအဲ့တော့တရိษံကသက်တာတဲ့လူသားဆိုရတယ် လူတွေရဲ့အနိုင်ကျင့်တပ်ဖြတ် စားခံရတာတွေတိရိစ္ဆာန်တွေပဲလေကဘာမှာကြည့်ကြည့်ပေါ့နေ့စဉ်နေ့စဉ်လူသေးတာတဲ့အစာပေါင်းများစွာတိရိစ္ဆာန်တွေကတတ္တမရှိခင်လူတွေကသတ်စာနေကြတာသတ်စာရုံနေမကဘူးအနိုင်ကျင့်တာတွေဘလောက်ဆိုးလဲလို့ဆိုရင်ခုခေတ်မှာဆိုရင်ဤပညာဆိုပြီးတော့အတုံးချပြီးတော့ကျက်တွေပါလေဆို ကြားဘူးတာဖတ်ဘူးတာပြောရမယ်ဆိုရင်ကြက်တွေကိုမလုံးမလုံးနိုင်မရှာနိုင်အောင်ချင်းချင်းကြက်ကြက်ကလေးမှထားပြီးအစာကျွေးဥခိုင်းဆေးတွေကျွေးဥခိုင်းဝက်တွေဆိုလဲအသားတို့အောင်လို့အဲ့လိုလုပ်ပြီးတော့သတ်စာနေကြတာလေအဲ့တော့လူတွေရဲ့အနိုင်ကျင့်တပ်ဖြတ်မှုဟာအတိုင်းနဲ့အလွန်ဆိုးရလွန်နေပေါ့ တိရစ္ဆာန်တွေကိုတတ်တတ်ဖြတ်ပြီးတော့အနိုင်ကျင့်စားတော့နေရမသေးခင်လည်းခြုံနှောင်ထားတယ်သိပြီးပြီးတော့လည်းတတ်လိုက်တယ်အဲ့တော့သူတို့ဘဝလွတ်လပ်တာရှိမှဖြစ်တာတချို့ဆိုလို့ရှိရင်တရဘဝဘဝတော့မရဘူးမရောက်သေးဘူးဥမာမဲ့၅ဥလေးတွေဆိုရင်၅ဘဝတော့မရောက်ဘူးလေဥဘဝနဲ့ပဲဆုံးသွားတယ်ကြက်ဥတွေဆိုလဲကြက်တွေဟာအကောင်တော့မဖြစ်လဲအောင်အကောင်မဖြစ်ရင်အလင်းရောင်ပဲတွေးရမယ် အမောင်းနေပဲသူတို့ဟာဘဝခရီးကိုသွားနေရတာတကယ်အမောင်းနေကအမောင်းနေသွားနေတာတရေစစ်မှာပဲတိတ်ဆုံးသွားကြတဲ့တရဝရီကမြောင်များစွာရှိတယ်ပေါ့တန်းချီရှိတယ်နေစဉ်နဲ့နေစဉ်နဲ့အမြမှာလဲတပ်ဖြတ်ခံနေရတဲ့တရဝရီကအများကြီးပဲအဲ့တော့လောကကြီးခြေနေကိုကြည့်လိုက်မယ်ဆိုရင်ဒါတရဝရီ တရိစ္ဆာန်လောကကိုကြည့်လိုက်မယ်ဆိုရင်အညမညခါရိကဒုပ္ပလခါရိကတကောင်းတကောင်းသတ်စာတယ်ငားလည်းငားခြင်းလည်းစားတာပဲဖားလည်းဖားခြင်းလည်းစားတာပဲငွေလည်းငွေခြင်းစားတာပဲဒါအညမညခါရိကမျိုးတူတွေလည်းသတ်စာတာဒုပ္ပလခါရိကအာမရှိတဲ့ကောင်အာရှိတဲ့ကောင်အနိုင်ကျင့်သတ်ဖြတ်စားတာဒါတရိစ္ဆာန်ဘုရားရဲ့အနေထားကြည့် သူတို့ထမင်းတွေပဲချက်ပြုတ်စားရမှာမဟုတ်တာအရှင်လက်လက်သတ်စားတယ်အရှင်လက်လက်မျိုးတယ်အဲ့ဒီတရိษံဘဝအားကိုယ်လည်းရောက်သွားကြတယ်အဲ့ဒီတဲ့နည်းနည်းသက်သက်ရင်ပြိတ္တာဘဝပြိတ္တာဘဝဆိုတာဆာလောင်လောင်ငငတ်ပြက်ပြက်အများရန်ဆာလောင်နေတဲ့ hungry ghost ပေါ့ ရဲရန်ဆာလောင်နေတဲ့ပြိတ္တာဘုရားဆင်းရဲဒုက္ခရောက်နေပြိတ္တာဘုရားရောက်တယ်တဲ့အဲကုသကောင်းမှုနေရှင်တော့လူဘဝလူကတိမနုဿကတိရောက်လာအဲ့ဒီတဲ့ကုသကောင်းမှုကိုများများကြီး ပြုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့နတ်ပြည်တို့ဇမပြည်တို့ရောက်အဲ့ဒါကိုကတိ၅ပါးလို့ခေါ်တယ်တိရယကတိ တိရိသာနာဂတိပေတဂတိမနုဿဂတိဒေဝဂတိအဲ့တော့ဘသူပဲဖြစ်ဖြစ်ခနေ့လူသားတွေဟာဖဲနိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်သိသွားရင်ဒီ၅ခုတခုတော့ရောက်တည်ကြတယ်အာဟုသူမြတ်ရင်ငရဲရောက်မယ်ဣရိယာဂတိအဲ့ဒီသက်တာရင်တိရိသာနာဂတိတိရိသာဘုံရောက်မယ်အဲ့ဒီတဲ့သက်တာရာပိတဂတိပြိတဘုံရောက်မယ် ောချမ်းသာဒုက္ခရတာမနုဿတိလူပုံရောက်မယ်ဒေဝဂတိနတ်ဘုံကိုရောက်မယ်လို့အဲ့ဒါကိုပြောတာခမဏီယောတံပရာယော မင်းဒီဘဝသေလို့ရှင် နောက်ဘဝတစ်ခုတော့ရောက်မှသေကြတယ်ရောက်သွားလိမ့်မယ်တဲ့အဲ့တော့လူသက်ဟာတူတယ်နောက်ဘဝဆိုတာအေကံရှိတယ်ဒါကြောင့်ဒါဖြင့်ပါလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်ကတ္တပံကုသလံ အပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတာကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလိုတယ်ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လုပ်မကောင်းတဲ့လုပ်ဆိုတာနှစ်ခုရှိတယ်နော်အစာအစာအစာတောင်မှပဲခန္ဓာကိုယ်အကျိုးပြုတဲ့အစာအစာရှိတယ်ခန္ဓာကိုယ်ထဲမှာအစိတ်တောက်ဖြစ်တဲ့အစာအစာရှိတယ်တဘာဝကောလေအဲ့ဒါလိုပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာက အပြစ်ကင်းတဲ့စိတ်အနေထားတစ်ခုအပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကိုကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲကုသိုလ်အကုသိုလ်အရှင်းရှင်းလေးတူကနော်အပြစ်ရေပြီးတော့အကျိုးထုတ်တဲ့အခါမှာ तू ကနှစ်ခုမှတ်တာကုသိုလ်ဆိုတာအပြစ်အပြစ်ကင်းတယ်အပြစ်ကင်းတယ်တန့်စင်တယ်ကောင်းကျိုးထုတ်ဆောင်ပေးတယ်ဒါကုသိုလ်အကုသိုလ်ဆိုတာ ပြစ်အပြစ်ရှိတယ်သဘာဝကိုကမကောင်းဘူးမကောင်းတဲ့အကျိုးကိုလည်းထုတ်ပဲထုတ်လို့တယ်ဟောအဲ့ဒါအကုသိုလ်အဲ့တော့မြတ်စွာဘုရားကအေးဘဝမှာနောက်ဘဝသွားရမှာဆိုတော့ကတ္တဗံကုသလအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပြီးမဲ့အလုပ်တွေကိုမင်းတို့လုပ်သင့်တယ်အဲ့ဒီအလုပ်တွေကိုဘုရားဘာသာမြတ်စွာဘုရားဘာဟောတော့ဌာနလောက်တာဒါနလောက်တာဆိုတာဘုန်းကြီးကြောင်းလှူတာတို့ဒါတွေပြောတာမဟုတ်ဘူးအကုန်လုံးเนาะ တချို့ကဒါနလုပ်တယ်ဆိုအဲ့ဒါမှမဟုတ်ဘူးကိုမိသားစုအချင်းချင်းကိုအပေါင်းအသင်းတကယ်ချင်းတွေမှာကြွေးတာမွေးတာဟိုရင်ပြုတာကိုစားတဲ့တည်းခွဲပေးတာကိုညီတာအလုံးဟာဒါဒါနတွေကြီးပဲကော်ဖီတစ်ခွက်တိုက်တာအစမြှောက်ဝေးစားတာမှန်သမျှဒါနပဲကိုပေးတာမိဘကိုကြွေးတယ်မိသားစုကြွေးတယ်မေတ္တာနဲ့အလုံးမိသားစုကြွေးတယ်နောက် ရှင်မြို့မိတ်တင်ကတွေကျွေးတယ်အလှူဒါနပြုတယ်အားလုံးဒါတွေကဒါနတွေကြီးပဲเนาะသီလဆိုတာကိုကျင်တရားထိန်သိမ်းဆောက်ရှောက်တယ်သူများသက်မသက်ဘူးသူများစာမခိုးဘူးသူတော်ဘာသားများကိုမပြစ်မှားဘူးလူသိက္ခာကိုထိန်သိမ်းတယ်မူတာဝါဒလူတစ်ဖက်သားဒုက္ခရောက်တော့အောင်လိမ့်နီးပြောဆိုတာမလုပ်ဘူးမူတာဝါဒဆိုတာသူများဒုက္ခရောက်တော့အောင် ပြောတဲ့မူတာဝါဒကိုဆုလို့တယ်ဒီနေ့ မြတ်စွာဘုရားကိုယ်တိုင် ရှင်းပြတဲ့မူတာဝါဒတရားရုံမှာဖြစ်စေဆွေမျိုးတွေရဲ့အလဲမှာဖြစ်စေလူပရိသတ်အတွင်းမှာပဲဖြစ်စေသူ့ကိုတသက်အရာထားပြီးတော့ခေါ်မေးတယ်ဒါမင်းတိတာပြောစမ်းမြင်တာပြောစမ်းဆိုရင်မမြင်မနဲ့လည်းမြင်တယ်ပြောတယ်မသိဘဲနဲ့လည်းသိတယ်ပြောဒီလိုလိမ်ပြီးပြောသည့်အတွက်ကြောင့်တစ်ဖက်သားဒုက္ခရောက်သွားတယ်အဲ့ဒီမူတာဝါဒမျိုးကိုဆိုလို့လေပေါ့အဲ့လိုမျိုးရှောင်းအောင် အဲကိုရှိရတဲ့အန်းနဲ့မပေးခြင်းလို့မရှိဘူးလို့ပြောတဲ့အဲ့ဒီမူသဝါဒမျိုးပြောတာမဟုတ်ဘူးတဲ့။နော်သူတစ်ပါးကိုအကျိုးပြတ်တော်လို့တဲ့မူသဝါဒမျိုးမဟုတ်။ကြောက်လို့လိမ့်နေဒါအဲ့ဒီဟာမျိုးပြောတာမဟုတ်ဘူး။တော့တစ်ဖက်သားကိုဒုက္ခရောက်တော်လိမ့်ပြီးတော့ပြောတယ်မူသဝါဒ။အဲ့ဒါမျိုးရှောင်ရမယ်။နော်ဘုရားစေဝသေးသေးတောက်တုံးမှုကိုရှောင်ရမယ်။ ဒါကဘာလို့ရှောင်ကိုင်းတာတော့ဆိုရင်လူရဲ့တံမိုးကပါတော့ဆိုတော့အသိဉာဏ်လူဟာတိရစ္ဆာန်နေတဲ့သားတာပါတော့ဆိုရင်အုံနောက်လို့ပြောခြင်းပြောပါတင်စားပြောတာအုံနောက်ဆိုတာအသိဉာဏ်ကိုဆိုလို့တယ်အဲ့ဒီအသိဉာဏ်ကို ဝေဝါပျက်စီးသွားစေတတ်တာမူရစေဝါပဲလေအဲ့တော့ကိုတံမိုးရှိတဲ့အရာတခုဆုံးရှုံးသွားတာကိုလူတွေကမသိလိုက်ကြဘူးပိုက်ဆံနေဆုံးရှုံးသွားမှ ရွှေတွေငွေတွေ ဆုံးရှုံးသွားမှဆုံးရှုံးနေထင်နေတာမှန်ကို့မှာရွှေနဲ့ငွေနဲ့ဝယ်လို့မရတဲ့အုံနောက်ဆုံးသွားတာပုဆိုးတယ်အတိညာနဲ့အသိစိတ်တွေဆုံးသွားတယ်အဲ့ဒါကိုဘသူကဆုံးရှုံးစေတုံးဆိုဒီအရက်ကဆုံးရှုံးစေတယ်တေးတရက်ကဆုံးရှုံးစေတယ်အဲ့ဒီအချိန်မှာကြည့်လိုက်လူဟာမူးယစ်နေတဲ့အချိန်အောင်ကြည့်လိုက် hallucination ဖြစ်တယ်အမှန်တရားတွေကိုမသိတော့ဘူးမပြောသင့်တာတွေပြောလာတယ်အဲ့လို့ အသိစိတ်ပျောက်သွားတယ်အမှတ်တညာတွေပျောက်သွားတယ်ဘဝမျိုးဟာ အခြေအနေမျိုးဟာတော်တော်ဆိုးရတဲ့အခြေအနေပဲပေါ့အဲ့ဒါကြောင့်မို့လို့ဝိရိယစေဝါဆိုတာရှောင်တဲ့နေတည်တည်တောက်သုံးတာကိုရှောင်တဲ့နေဆိုအဲ့တော့အဓိကကတော့သီလဆိုတာ၅ပါးသီလပဲ၅ပါးသီလကတပါးလုံရင် ပြီးတယ်လို့မရှိဘူး၅ပါးလုံးလုံမှဘာကြောင့်လို့ဆိုရင်လူဘဝဆိုတာ၅ပါးလုံးပြည့်စုံမှ လူဖြစ်လာလို့ရှိရင်လူတိုင်းဟာအသက်ရှိခြင်းတယ်။နော်။နောက်တခါပစ္စည်းဥစ္စာပေါ်ခြင်းတယ်။ခုံတိတ်ခါရှိခြင်းတယ်။အဆွတ်ဆွဲကဲရမခံခြင်းမူအကျူမြင့်ခြင်းတယ်ဆိုအဲ့ဒါတွေကငါဘာတိလာလုံးမရမှာ။အသက်ရှိဖို့အတွက်ပါဏာတိပါဒလုံးရမယ်။ငွေခြေတနာပြည့်စုံမှုအတွက်အရိဏဒါနလုံးရမယ်။ခုံတိတ်ခါရှိဖို့အတွက်ကာမေတုမိစ္ဆာဆရာလုံးရမယ်။ အဆွဆွဲမခံရဖို့အတွက်မုတ္တဝါဒလုံးရမယ်။အင်ကျူမြင့်မှုအတွက်သူရမေးတွေလုံးရမယ်။ကဲလူပီပီသသနဲ့လူဘဝမှာတန်ဖိုးရှိဖို့ဆိုတာငါဘတိလလွယ်လို့ပါဖြစ်။ငါဘတိလမပြည့်စုံရင်မပြည့်စုံနိုင်ဘူး။သူတို့ဆိုလို့တယ်။ကျန္တာရီတို့လုံးမရဲ့ဗန္ဓတိပါဒမလုံးမှုဆိုရင်ငငယ်သေးမှာပဲလေအဲ့လိုပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာတထေးသားဖြစ်ပြီးမွေးသေးသွားပါလို့မလဲ။ အဲ့ဒါကြောင့်ဘုန်းတို့တီလာဆိုတာအပြစ်ကင်းပြီးတော့ကောင်းတဲ့အလုပ်ဖြစ်တယ်ဒါကြောင့်ဘုန်းအဲ့ဒါကိုလုပ်ရမယ်မြတ်စွာဘုရားကငါးပါးတီလာနဲ့ပတ်သက်ပြီးဒီမှာစရိတ္တဗံပြမစရိယံမြတ်သောအကျင့်ကိုကျင့်မှာလူတွေအတွက်မြတ်သောအကျင့်ဆိုတာအ ਨੇ စုံငါးပါးတီလာအကျင့်ကိုပြောတာနော်စရိတ္တဗံပြမစရိယံပြမစရိယံဆိုတာအမျိုးမျိုးရှိတယ်ထဲမှာဟိုဓမ္မပါဠိစပ်ဆိုလို့ရှိရင်အိမ်တော်ကြီးမဖောက်ပြန်တာလဲပြမစရိယလို့ခေါ်တယ် မေမေတုံမှုကရှောင်ကျင်တာကိုလည်းမြမစရိယလို့ခေါ်တယ်။ဒါနကောင်းမှုကိုလည်းမြမစရိယလို့ခေါ်တာရှိတယ်ပေါ့နော်။အဲဒါကြောင့်စရိတပံမြမစရိယံဆိုလိုတာကမြင့်မြတ်တဲ့အပြုမှုနဲ့နေထိုင်ပါလို့ဆိုလိုတယ်။လူသိခါရှိရှိမြင့်မြတ်တဲ့အနေအထားမျိုးနဲ့နေပါတဲ့။ဆိုပြီးတော့မြတ်စွာဘုရားပါတိပေးတော်ဆိုနတ္ထိဇာတတအမရဏံ။ဒါလုံးဝကိုမှတ်သားထားရမယ့်စကား။ မွေးလာပြီးတော့မသေးတဲ့လူဆိုတာမရှိဘူးလောကမှာဒါအရေးကြီးတယ်ဒါမှမဟုတ်နတ္ထိသာတ္တအမရဏမွေးလာပြီးတော့မသေးတဲ့လူဆိုတာလောကမှာမရှိဘူးတဲ့ဘယ်သူမှမရှိဘူးဘယ်လူမျိုးမှလည်းမရှိဘယ်နိုင်ငံမှလည်းမရှိဘူးမွေးလာပြင်းသေးမှာပဲဒါသေးကြပေါ့အဲ့တော့မွေးလာပြီးမမအိုရာမအိုဘူးဆိုတာဟိုရုပ်ပြည့်စင်မြကြီးဖြစ်မသွားတာရှိကောင်းရှိနေသေးတယ် မွေးလာပြီးတဲ့နောက်ယောဂမဖြစ်ဘဲနဲ့တသက်လုံးကျမ်းမာတာရှိကောင်းရှိနိုင်တယ်နော်မွေးလာပြီးမသေးတာဆိုတာမရှိကုန်ရှိဘူးနောက်ဆုံးကတော့သစ္ဆုံချင်းမှာအဆုံးသတ်မယ်ဆိုတော့အဲ့တော့မသေးခင်ဘာတွေလုပ်လဲဆိုတော့မြတ်စွာဘုရားလုပ်ငန်းနှစ်ခုပေးထားတယ်ကတ္တပံကုသလစရိတပံဇမစရိယကောင်းတာတွေလုပ်ကောင်းတဲ့အကျင့်ကိုကျင့်ဒီစကလုံးနှလုံးကအဗ္ဗဓမ္မတာသွားတယ်ကောင်းတာတွေလုပ်ပြီးတော့ ကောင်းတဲ့အကျင့်ကိုကျင့်ပါကောင်းတဲ့အမှုရာတွေနဲ့နေထိုင်ပါလို့ဆိုလိုတယ်အဲတော့လောကမှာဒီလိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကိုလိုက်နာပဲဆိုလို့ရှင်တော့တမိုးရှိတဲ့အနေအထားတစ်ခုကိုရရှိမှဖြစ်တယ်ပေါ့မြတ်စွာဘုရားပေးထားတဲ့ကုသိုလ်ကောင်းမှုဆိုတာအစင်းစင်းရှိတယ်အစင်းစင်းရှိတယ်မိဘလှုပ်ကြွေးတာလည်း ဗဓမ္မတံမိုးရှိတဲ့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်။မိတ်ဆွေသင်ကအပေါင်းအသင်းကို ကူညီဆောင်ရွက်တာလည်းပဲအမတန်ကောင်းတဲ့အချင်းပဲ။သူစရတရားတွေကျင့်သုံးနေထိုင်တာလည်းအမတန်ကောင်းတဲ့အချင်းပဲ။ဒီအချင်းတွေဟာဘဝရဲ့ဒုက္ခတွေကိုအတော်အသင့်တားဆီးနိုင်တယ်။သို့တော့ဘဝကထွက်ဖို့အတွက်ကတော့မလုံလောက်သေးဘူးတဲ့။အဲ့ဒီအချင်းတွေလည်းမလုံလောက်သေးဘူးတဲ့။ ဘဝကထွမြောက်ဖို့ကြတော့မလုပ်အောင်လဲဆိုရင်စိတ်တည်ငြိမ်အောင်ကြိုးစားပြီးတော့အသိပညာကိုတိုးမြင့်ရမယ်စိတ်တည်ငြိမ်အောင်ထားတာကတမာတိချင်းစဉ်တမထအကျင့်ကိုကျင့်တာအသိပညာကိုတိုးမြင့်တာကြတော့ဝိပဿနာအဲ့ဒါနှစ်ခုမလုပ်ဖဲနဲ့ဘဝကမထွန်းထိုင်ဘူးလူတိုင်းလူတိုင်းဟာအဲ့တော့စိတ်တည်ငြိမ်အောင်လုပ်တဲ့ထင်မယ်တန်ဖိုးရှိတဲ့ထင်မယ် ကုသတရားတွေကိုမြတ်စွာဘုရားကဝေလမသုတ်တံမှာအကောင်းဆုံးကုသတွေကိုရွေးချယ်ပြီးတော့ဟောထားတာလေးကိုမှတ်သားသင့်တယ်ပေါ့ကုသတွေထဲမှာတဲ့ပတ်စံငွေကြေးတနာအတုံးချပြီးတော့လှူတဲ့အလှူတွေထဲမှာကြောင်းဆောက်အဆောက်အဦဆောက်ပြီးတော့လှူတာအကောင်းဆုံးနဲ့ဒါပြင်အဲ့ဒီတဲ့ကောင်းတဲ့ကုသကဘာလို့ဆိုရင်အေးအဆောက်အဦတွေလှူတဲ့ကုသတွေကောင်းတာကတော့ယသော်ဖေရ တရားတန်ခါယရဏသုံးပါးကိုကိုယ်ကိုရှိကတဲ့တရဏဂုံကုသိုလ်တဲ့ဒါဘာလို့ဆိုဘဝကိုအနှင်းထားတာဘလို့အနှင်းထားတာလို့ဆိုဗုဒ္ဓံတရဏကိစ္စပြီဆိုရင်ဖះရဲ့အဆုံးမတိုင်နေပါမယ်ဓမ္မံတရဏကိစ္စပြီဖះဟောတဲ့တရားတိုင်ကျင့်သုံးပါမယ်တန်ခါတရဏကိစ္စပြီကုသိုလ်ကောင်းမှုတန်ခါတွေနဲ့လုပ်ပါမယ်ဆိုရင်ဒီသုံးခုပဲနော်အဲ့ဒီတရဏဂုံဆောက်တည်တဲ့ကုသိုလ်ကခုနကငွေကြေးတနာအကုန်ကြခံဆောက်လှတဲ့အလှတဲ့မြတ်တယ်တဲ့ တခါအဲ့ဒီတရဏဂုံစောက်တည်ရတဲ့ပုံမြတ်ဖို့ရာအတွက်ကျတော့ကိုချင်းသီလကိုထိမ့်သိမ့်ပါငါးပါးသီလအဲ့ဒီတဲ့ကောင်းတာရှိသေးလားလို့ဆိုရှိတယ်မေတ္တာပွားပါအဲ့တော့မေတ္တာပွားတယ်ဆိုတဲ့အခါမှာယောက်ျားဆိုရင်ကိုယ့်ရဲ့အမျိုးသားတန်ငယ်ချင်းအမျိုးသမီးဆိုရင်လည်းအမျိုးသမီးတန်ငယ်ချင်းမိတ်ဆွေတွေကိုကြည့်ပြီးတော့အာသူ့ဘဝအဆင်ပြေပါစေချမ်းသာပါစေ ပြုံးရှင်ရေမောနိုင်ပါစေလို့သူ့ကိုအာရုံပြည့်ပြီးတော့မေတ္တာပွားပွားပြီးရင်အဲ့ဒီမေတ္တာလေးကိုအခြေခံပြီးတော့ရှားွက်တဲ့ရှိတဲ့လူတွေမြို့ထဲရှိတဲ့လူတွေဒေသမှာရှိတဲ့လူတွေတနင်္ဂနွေလုံးတစ်ကမ္ဘာလုံးကိုပြန့်ပွားအောင်လုပ်ပေးလိုက်အဲ့ဒီမေတ္တာတရားကတော့ခொနကတရဏဂုံသီလတဲ့ပုတ္တမိုးကြီးတယ်တဲ့သူကဒါပြင်အဲ့ဒီတဲ့တမိုးကြီးတဲ့ကုသိုလ်ရှိသေးလားလို့ဆိုတော့ရှိသေးတယ်ဘာလို့ဆိုရင် လောကကြီးမှာဘယ်យ៉ាងမှမမြဲဘူးအလုံးဟာတခဏသာဖြစ်တယ်ထာဝရဆိုတာမရှိဘူးဖြစ်ပြီးရင်ပြတ်သွားမှာပဲဆိုတဲ့အတိညာဉ်ကိုအခြေခံတဲ့ဝိပဿနာဉာဏ်အဲ့ဒီဝိပဿနာတရားတော့လှုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးအမြင့်ဆုံးကုသိုလ်ဖြစ်တယ်တဲ့ဒါကဝိလမတုတ်တံမှာဟောတယ်ဟာနော်အဲ့ဒါတွေကိုပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားကအေလူတတဟာလွန်းတူတော်နေ ခမဏီယောတံ္ဗရာယောမင်းတို့နောက်ဘဝဆိုတာရောက်အောင်မှာကတ္တပံကုသလံဒါကြောင့်မို့ကုသလုပ်ပါစရိတပံပြမစရိယအကျင့်မြတ်ကိုကောင်းတဲ့အမှုအကျင့်တွေကိုကျင့်သုံးပါလို့ဒီလိုတိုက်တွန်းနှိုးဆော်တဲ့ထဲမှာအလုံးအမြင့်ဆုံးကုသကိုလုပ်ခြင်းနဲ့ဆိုရင်ဝိပဿနာတရားကိုကြိုးစားအထုတ်ဖို့လုပ်ကြရမှာဖြစ်တယ်တဲ့ဝိပဿနာတရားသိတာလေနိဗ္ဗာန်နဲ့အနည်းဆုံးဝိပဿနာလုံးမှမက်ဖို့ဆိုတာတွေ့မယ် မဖို့တွိမ့်မှနိဗ္ဗာန်ဆိုတာမြင်မယ်ဒီတိုင်းကတော့နိဗ္ဗာန်ဆိုတာမြင်မှာမဟုတ်ဘူးအဲ့တော့မှန်းစပဲကြည့်လို့ရတယ်အဲ့တော့မဖို့နိဗ္ဗာန်ရဖို့မဖို့ဆိုတဲ့လောကုတ္တရာအဆင့်ကိုရောက်ဖို့ကြတော့ဝိပဿနာတရားဝိပဿနာလေးကားနဲ့တက်မှရောက်တယ်ဆိုတာကိုမှတ်သားနိုင်ကြမှာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့နှစ်ဥကာလအခါသမယမှာစပြီတဘာဝတရားကြီးရဲ့ ပြောင်းလဲနေတဲ့အနေအထားတွေကိုမှတ်သားတန်ဝေကယူချပြီးတော့ထို့ပြောင်းလဲနေတဲ့အထက်ကနေပြီးတော့အနှစ်သာရရအောင်ထို့တဲ့တွေစ조사အထောက်ကြမှာဖြစ်တယ်လို့ကိုစီကိုစီတတိပညာကြီးစွာထား၍조사အထောက်နိုင်ကြပါစေကုန်တည်း